ဘောနော်အချိန်ပေးပြီးတော့မှတက်ရောက်ပြီးတဲ့အတွက်ကြောင့်ဘောနော်အဲ့တော့တမီးလေးနန်းလောင်လန်းကတချေစုမှာဘောနော်တက်တာဘလောက်ကြာပြီလဲဖဲခုနှစ်တရာစတက်ခဲ့ရလဲဘောနော်အော်ဘာကြောင့်တချေစုကိုရွေးချယ်ဖြစ်ခဲ့လဲဘောနော်ဆက်ဆောင်သွင်းခြင်းမှာပြီးတော့လဲဘာကြောင့်လာဒီကြောင့်ဆက်ပြီးတော့အော်တက်ဖြစ်လဲဘောနော်အဲ့ဒါလေးကိုကျေးဇူးပြုပြီးတော့တမီးရဲ့မိမိကနေပြောပြပါအောင်ရှင်ဟုတ်ကဲ့အမင်္ဂလာပါတစ်ချက်ဟိုကျမတော့ဒီနန်းလောင်လန်းရဲ့မိမိဖြစ်ပါလေ အဲကျမတို့ teacher စုပေါ့နော် international school ကိုတမီးကိုစ join ဖြစ်တာကတော့အ P6 ပေါ့နော် primary 6မှာကျမတို့စ join ဖြစ်ပါတယ်အဲဒီ teacher စုကို join ခင်မှာလည်းတမီးကဟိုဟာပေါ့ဒီပြင်ပေါ့နော်ဒီ international school တခုကိုပဲ online ကနေပြီးတော့မှ join ခဲ့ပါလေအဲကျမတို့ teacher စုကိုစ join ဖြစ်တဲ့အချိန်ကတော့ကျမတို့ဒီပေါ့နော် teacher ရဲ့ခုနဟိုဟာပေါ့ဒီဟို international school ရှိမှကျမတို့အစမသိဘူးပေါ့နော်ဒီ language class တွေမှာပေါ့နော် teacher ရဲ့ဒီဟို page တွေမှာပေါ့နော်အရန်ကိုဟိုဟာပေါ့ တအားကိုအောင်မြင်တဲ့အကြောင်းပေါ့နော်ဒါလေးတွေလူအများကြီးတက်တယ်ပေါ့ကျမတို့မျိုးမှာရှိတယ်ကျမရဲ့တကယ်ချင်းပေါ့နော်တကယ်ချင်းရဲ့တမီးလေးတွေကလည်းဒီ language class ကိုတက်တဲ့ချိန်မှာအရန်ကိုစင်ပြေဆိုတဲ့အကြောင်းပေါ့နော်ဒီ feedback လေးတွေရတာနဲ့ကျမအနေနဲ့ဟောတမီးကိုလည်းဒီလက်တော့ကြောင်းပြဖို့အစီအစဉ်ရှိတယ်ဆိုပြီးမှ teacher ရဲ့ဒီ page ပါပေါ့နော် teacher ရဲ့ဒီ page တွေရဲ့ဒီ teacher တို့ကြောင်းရဲ့ profile လေးကိုစပြီးလေ့လာဖြစ်ခဲ့ပါတယ်အဲအဲ့ဒီမှာပဲ teacher တို့မှာအားကြီးပေါ့နော်ဒီဟို class ကြီးအများကြီးရှိတယ်ဒီ language class ကြီးရော international school program ကြီးရောအများကြီးရှိရဆိုတဲ့အချိန်မှာ ကျွန်မအနေနဲ့ဒါဒီချက်ကြောင်းဖို့ပေါ့နော်ဒါပြန်ပြောမှပြောင်းပြောမှ join ဖြစ်ခဲ့ပါတယ်အဲ့ဒီရှိမှလည်းအများကြီးပေါ့နော်ဒီချက်တို့ကြောင်းရတဲ့ page တွေမှာဆက်သမျှဒီ profile တွေဒီချက်တို့ရဲ့အားတွေလည်းတော်တော်များများလေးကိုလင်းလာဖြစ်တဲ့ချိန်မှာဒါကျွန်မတို့အတွက်တင့်တော်နေပေါ့နော်ဒါဟိုကျွန်မတို့ပြန်ကမားတွေအနေနဲ့ဒီ online ကိုပေါ့ online ကိုပဲအားထားမဲ့ချိန်မှာပေါ့နော်ဒါဒီချက်ကြောင်းနဲ့စစိုက်မြတ်ကတွေ့တဲ့ချိန်မှာပေါ့နော်ဒါကျွန်မအားဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီချက်ဟုတ်ဒါလာတော့ဒီဆိုရင်တော့ဒီ သုံးနှစ်ပေါ့နော်ဒီနေ့ဆိုတော့သုံးနှစ်မြောက်ပါရှင့်ဟုတ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါဘေဘေမြို့ကနေပြီးတော့ထားရလဲမသိဘူးမမြို့လေးပြောပါရှင့်တိုင်းတုံပါမရှင့်ရှိတယ်ရှိပိုင်းဟုတ်ကဲ့တိုင်းတုံကနော်အဲဆိုသမီးရတက်နေတာသုံးနှစ်တောင်ရှိသွားပြီပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါအဲ့တော့သမီးနေနေကြတော့သမီးအခုဒီ တောင်းမှာတက်တဲ့ခါကြရင်ပေါ့နော် online ကနေတက်နေပြီမဲ့လေပေါ့နော်ကိုတငယ်ချင်းတွေဘယ်လိုမျိုးဟိုတချို့တချို့သူတွေကပြောကြတယ်ပေါ့နော် online ကနေတက်ရင်တငယ်ချင်းမရဘူးလို့အဲပြီးစာတင်တဲ့ခါကျရင်အရင် personal learning ဖြစ်နိုင်တယ်လို့ဘာလို့ညာလို့ပေါ့နော်အဲဒါမဲ့ဒါကလည်းចောင်းသားပေါ့မူဒီလေးနော်ဟုတ်တယ်မလားတငယ်ချင်းရတာမရတာပြီးရင်ကိုယ့်အတွက်ဒီ learning က interactive ဖြစ်လားမဖြစ်လားဆိုတာကလည်းဆရာဆရာဆရာမတွေကလည်းစ조사တယ်လို့မျိုးចောင်းသားចောင်းသူတွေကလည်းကိုယ်ကိုယ်လည်း조사ရပေါ့လေမူဒီတာပေါ့နော်အဲ့တော့တမီးနေနေကရောတမီး online ကိုအခုတော့ ြစ်ချင်းများတော့တတ်ထားတာဆိုတဲ့အတွက်ကြောင့်ဒီ online learning မှာသမီးနေနဲ့ဘယ်လိုမျိုးဒါကိုကနေတာကြိုက်တော့ဘက်မှာနေပေမဲ့လေကိုအတွက်တကယ်ဟိုပြမဲ့ဆိုရင်မြို့ကြီးမှာနေတဲ့တငယ်ချင်းတွေနဲ့ရင်ပေါင်တမ်းပြီးတော့မှတကယ် international education ကိုကိုကဆက်ပြီးတော့သင်လို့ရအောင်လို့ပေါ့နော်ကိုကဘယ်လိုမျိုးဓာတ်တွေကို adopt လုပ်ခဲ့လဲပြီး online မှာလည်းတငယ်ချင်းတွေကိုဘယ်လိုမိတ်ဖွဲ့ခဲ့လဲပြီးတော့စာရီလုပ်တဲ့ခါကျရင်ဆရာဆရာမတွေဆရာရောဘယ်လိုမျိုးအကူအညီသမီးရခဲ့လဲပေါ့နော်အဲ့ဒါလေးသမီးပြန်ပြီးတော့မှဝေမျှပေးပါအောင်ခြားတငယ်ချင်းတွေလည်းသိရအောင်လို့ပေါ့နော် online မှာတက်တယ်ဆိုတာဆာမတက်တော့မဟုတ်ပါဘူး teacher စုမှာဆရာမကြီးကစာရှင်းတာစာသင်တာအရင်အရင်ခေါင်းပါတယ်ပြောရရင်ဆရာမကြီးကကိုစာပြအောင်လို့ရှင်းရှင်းပြမယ်စိတ်မရှိရဆိုတော့စာမရောက်ခုကြောင်းတော့ရှိဘူးလို့ထင်ပါတယ်ဆိုတော့ကိုကိုစူးစမ်းရင်ကိုကိုအနည်းငယ်မှာစာကိုစာစူးစမ်းရင်တော့စာတော့ရမယ်ရမယ်ချင်တယ်တခြားတကယ် international school မှာတက်တဲ့ရင်လည်းတခြားတကယ်ရှိနေတယ်လိုက်နာနိုင်မယ်ဟိုသူတို့တွေလည်း keep up လုပ်နိုင်တယ်ပေါ့ ကြတကယ်ချင်းလေးနဲ့ငယ်ချင်းလို့ရလည်းမခက်ပါဘူးပြောရရင်အဲ့ဒါလည်းကိုကိုယူတည်တယ်ဆိုတော့ online မှာဟို chatting တွေပိုင်းနဲ့လောက်တာတော့ပုံများတယ်ပြောရမှာဆိုအဲ့လိုမျိုးနေနေငယ်ချင်းတကယ်ချင်းဖြစ်လာတယ်အတန်းထဲမှာလည်း online မှာဆိုတော့ group project လုပ်ရတာပို့ရွယ်တယ်ပေါ့ group လေးဖွဲ့လိုက်တာ30စက္ကန့်လောက်ပဲကြာပြီးကိုကိုစကားပြောလိုက်ဟိုအများလောက်ဟို project လေးလုပ်လိုက်တယ်ငယ်ချင်းဖြစ်ရတော့ပုံရွယ်ပါတယ် တကယ်ရှိပါဘူး။ပြီးတော့အဲဆိုသမီးကုနာပြောသလိုပဲအတိုင်းထဲမှာပေါ့နော် project learning နေရှိရဆိုတဲ့ကြောင့် group project တွေလုပ်တဲ့အခါကျရင်သမီးအနေနဲ့ဘယ်လိုမျိုးဟိုဟာဖြစ်လဲပေါ့နော်ဘယ်လိုမျိုးမြင်လဲပေါ့သမီး group project တွေကိုမဟုတ်ဆိုတချို့က group project တွေလုပ်ပေးရဆိုရွယ်ချက်ကသမီးတို့ကိုစာကိုဒီတိုင်းပဲပေါ့နော်စာအုပ်ကပဲလေ့လာတာမဟုတ်ဘဲနဲ့သမီးပြန်ပြီးတော့မှ apply လုပ်နိုင်အောင်ပြီးတော့ရင်တငယ်ချင်းချင်းချင်းတယောက်တစ်ယောက် team work ကောက်ကောက်ပါ냐အဲ့လိုမျိုးရှိအောင်လို့ရွယ်ချက်တွေနဲ့ကျွန်တော်လုပ်ပေးတာပေါ့နော်အဲ့တော့အဲ့လိုမျိုး group work project အဲ့လိုမျိုး group project တွေနဲ့ပတ်သက်ပြီးတော့သမီးဘက်ကရောဘယ်လိုမျိုးအာ ဘယ်လိုမျိုးထင်လဲပေါ့နော်ဟုတ်ကဲ့ဆက်ကြည့်လို့ရတာတကယ်ကိုတကယ်ကိုကောင်းတာပေါ့ကိုကိုအတွက်လည်းကောင်းတယ်ကိုအတွက်တော့ခုံးတာပေါ့ပြောရမယ်ဆိုရင်ဒီဟာလေးကကိုတိထားတဲ့ knowledge လေးကိုပြန်ဟို practice ဒီ real life မှာဘယ်လိုတော့မလဲဆိုတာဒီမျိုးအခြေခံလုပ်ပေးနေတာအဲ့ဆိုရင်ပိုပြီး experience ကိုရတယ်တကယ် real life အဲ့လိုမျိုး very serious ဟာတွေလောက်လာမယ်ဆိုရင်တော့ကိုကိုဘယ်လိုလုပ်ရမလဲဆိုတာသိလာပြီအကြံတကယ်ရှင်းလေးလည်းလည်းကို 更弱。Yeah, never change. ဖြစ်ဖြစ်နေရနော် sorry တမီကနလိုက်ပြန်ကြပါလို့ group project ပြောတဲ့ဟာလေးအပြန်ပြီးတော့ပြောပြလို့ရမှာမသိဘူး sorry ပါဟုတ်ကဲ့ရပါတယ် group project လုပ်တာအရန်အရန်ဆင်ပြေပါတယ်မိတို့အတန်းထဲမှာလေးတကယ်ချင်းလေးနစ်နစ်ဆာဆိုရင်တော့ group project လေးလုပ်လိုက်ပူခင်လာတယ်မရှိရင်ဒီလိုမျိုးအဲ့လိုမျိုး project ဆိုရင် presentation လို့ experiment လို့အဲ့လိုမျိုးလေးကဟို ဟိုဟာ abroad လေနိုင်ငံခြားသွားရင်တများလေဒီ experiment အဲ့လိုမျိုးသူတွေ real life ပါလေတို့မှာပေါ့လို့မယ်ဆိုတော့ဒီလိုမျိုးကြောင်းပါလေဒါဟို very serious မဟုတ်ပဲအခြေခံအခြေခံနည်းနည်းနည်းလေးတည်လာရဆိုတော့တကယ်အရေးကြီးပါတယ်ဆိုတော့ဟိုက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 ိုလည်းဟိုစာပို့တက်လာတယ်ဘလို့ပါ냐ဘလို့ဘလို့ဖြစ်လဲဆိုတော့ဟိုနားလဲလာတယ်အဲ့လိုမျိုးကြောင့်မလို့တကယ်တော့အဆင်ပြေ ဟုတ်ကဲ့ပါကျေးဇူးပါပြီးတော့နောက်တစ်ခွာကြတော့ဗာလဲဆိုတော့ဗောနော်တချို့တောင်းကြတော့နေပြုံနဲ့ရန်ကုန်မှာဖွင့်ထားတာနှစ်ခုရှိရဗောနော်နှစ်နေရရှိရအဲ့တော့ online ကနေတက်တဲ့ចောင်းသားចောင်းသူတွေရဗောနော်အထက်မြန်မာပြည်ရလဲဖြစ်နိုင်ဆိုအောက်မြန်မာပြည်ရလဲဖြစ်နိုင်နေဗောចောင်းသားចောင်းသူတွေအနေနဲ့သူတို့အနေနဲ့ចောင်းကနေပြီးတော့တစ်နှစ်တာဘယ်လုံးကတချို့တော့ online ပြင်မယ်လဲ online ចောင်းသားចောင်းသူတွေ online only ပဲလဲမထားထားဘူးဗောနော်ចောင်းမှာရှိရဥမာဆို sports activities တွေတို့အဲပွဲတွေပွဲတွေဆိုတချို့လမ်းဖိတ်တာရှိရပြီးရင် science fair တွေရှိရဗောနော်ပြီးတော့အရင်နောက်တစ်ခွာကြတော့သူတို့ graduation တွေဆိုလဲသူတို့ပါဝင်ပြီးတော့မှဗောနော်ဆင်နွှဲလို့ရအောင်လို့တက်နိုင်နေများဗောနော် ော်သူတို့ဒီ online learning ကိုဗောနော် online နဲ့သင်နေပြီမဲ့သူတို့အထီးမကျန်အောင်ပြီးသူတို့တငယ်ချင်းနေနေလဲ order တသားလေးပဲပုံစံလေးဖြစ်အောင်လို့ဗောနော်ကျောင်းမနှစ်စင်နှစ်တိုင်းအဲ့လိုမျိုးလေးလုပ်ပေးတယ်ဗောနော်ဆိုတော့ပွဲအကြီးဆုံးဆိုရင်တော့ graduation ceremony မှာဆိုရင်ကျောင်းမဘာ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  fee မှမကောက်ဘဲနဲ့ဗောနော်ကျောင်းသားကျောင်းသူတွေအတွက်ကိုဆောင်ရွက်ပေးတယ်ဆောင်ရွက်ပြီးပြီးတော့ကျောင်းသားကျောင်းသူတွေကသူတို့ရေဆိုရင် online online ရပဲတွေ့ရပေမဲ့တငယ်ချင်းတွေဆိုရင်တော့ performance တွေရအောင်လုပ်ကြတာเนาะပျော်ဖို့ကောင်းတယ်เนาะအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့တမီးရဲ့တမီးရဲ့အတွေ့အကြုံလေးပြောပြပေးပါဦးသူတို့ဘယ်လိုမျိုး online ကနေကတိုက်ခဲ့လဲ graduation င်မှာဘယ်လိုမျိုးပြောခဲ့ရလဲဟုတ်ဟိုဘာလဲ online ပဲသူမျိုး real life မှာတွေ့ဖို့ဆိုရင်တော့ online ကျောင်းသားတွေအတွက်တော့တနေ့ကို၄ချိန်လောက်ပဲရှိရတိုင်းနဲ့အချိန်တိုင်းအချိန်တိုင်းဒီတိုင်းကအရင်ပြောကြတာပေါ့အငယ်ချင်းတွေကမကဆာမတွေကိုလည်းပိုကြိုက်ချစ်တဲ့ဆာမတွေဖိနေတာဆာမတွေကိုလည်းတွေ့နိုင်တယ်အဲ့လိုမျိုးဆိုတော့ဒီတိုင်းကလည်းအရင်ပြောကြတယ်တယောက်နဲ့တယောက်ဟဲ့လာပါလာပါဆိုပြီးလဲ convince လုပ်ကြတာပေါ့ဟဲ့အဲ့လိုမျိုး graduation မှာဆိုရင်တော့အကဖိုက်ဖို့က ်ဟိုမိရောကတော့ဟိုအကားတိုင်းမှာရှိတယ်ဟိုတခြား acting တွေပါနေတချင်းဆိုတာတွေရှိတယ်အမီရောအတမီရောကတော့အကားမတိုက်ပြီမဲ့အကားတိုက်ခုက experience မှာတော့နည်းနည်းတော့ချွတ်ချက်ခတ်ပါတယ်တယောက်နဲ့တယောက်ဟိုတယောက်ကသူကဘာလဲအကားတင်ပေးတာပေါ့ခြားလူကကချင်းအကောင်မသိတော့အကတင်ပြီးတာအတူလိုင်းမကောင်းတာနဲ့နှမ်းချာွားအဲ့လိုမျိုးနေစတော့ ဒါတွေကဗာပီပီကိုတောင်းတဘောကအမတ်တရားပြောရှင်စရာလေးတွေပေါ့နော်ပြန်တွေးကြည့်မယ်ဆိုရင်တော့အဲ့ဒါလေးရှိမှလည်းကိုကလေးဘောကပြောဖို့ကောင်းပါလိမ့်နော်ဘာလို့စာကြီးပဲလဲလုပ်နေလို့မမြင်ရတာဘာလို့စာလုပ်ချိန်မှာစာလုပ်ပြီးတော့လေချက်တို့ကပြောသူတို့ပေါ့အเจ้าကလည်းတမီးတို့ online ကလေးတွေကိုဒီဒီမှာပွဲတွေလုပ်တဲ့ခါကျရင်ဂျိုတီမီ join လို့ရအောင်လို့အเจ้าဘက်ကလည်းတက်တယ်တမီးဂျိုတီမီပြောပေးထားတယ်ပြီးအသွားပြန်ခီးသွားတာအဆင်ပြေအောင်လို့ဒီအချိန်ညွှန်ပြပြီးတော့လည်းလုပ်ပေးရည်လေးရှိရဆိုတော့နော်ဘာပီပီတစ်နှစ်တာလို့ပြန်ကြည့်မယ်ဆိုရင် online ကလေးတွေအတွက်ကလည်း ဟို canvas တက်နေတဲ့ကလေးလိုမျိုးလာပြီးတော့မှခြွိုင်းခွင်းရတယ်ဒါကလေးအတွက်နည်းနည်းပို့ပြီးတော့မှတို့ဆရာဆရာမတွေတို့တကယ်ချင်းနေနေပြောမယ်ဆိုရင်တော့ဟိုရင်ပချင်းပူနီးတာပေါ့လေနော်အဲ့ဒါလေးလည်းမစိုးဘူးပေါ့နော်ဆိုတော့ဟုတ်ကျေးဇူးပါကျေးဇူးများကြီးတင်ပါတယ်အဲ့တော့တပီးဒီမှာ academy နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ဒီ teacher စုမှာတက်တာပေါ့နော်တပီးဘယ်ပါလဲရဲ့ကိုအကြိုက်ဆုံးလဲပြော teacher စုမှာတပီး academy နဲ့ပတ်သက်ပြီးတက်တဲ့အခါမှာကျောင်းရဲ့ဘယ်လိုမျိုး procedure တပီးအကြိုက်ဆုံးလဲအဲ့ဒါလေးတစ်ခုတော့ပြပြပေးပါဦးတပီးအကြိုက်ဆုံးပါပါတော့ science ဖြစ်ပါမယ် ဒီကျောင်းမှာစာသင်ပြမှာဆိုတော့ဆရာမကြီးကဟိုစာသင် presentation နည်းနည်းလုပ်ပေးတယ် presentation နဲ့မှာ textbook တွေအစား textbook တွေဟာလေးကိုဟိုထုတ်ပြီးအမှသင်ပြီးတခြားတခြား extra information တွေထည့်ပေးတာပေါ့အဲစာထည့်ဟာလေးမကတခြားဟို team နဲ့ knowledge တွေလည်းထည့်ပေးတယ်ဒီကြာအစာလေးကိုလည်းကောင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 ်းရှင်းပြတယ်အဲ science မှာဆိုရင် special science မှာဆိုရင်တကယ်သမီးတို့သင်ခဲ့ဆရာမအဲ science မှာဆိုရင် တင်ထားတဲ့ဟာတွေအကုန်လုံးအကုန်လုံးရအောင်ရှင်းရှင်းလေးပြရတော့တကယ်ရှင်းပြအဲ့ဒါလည်းအရန်ချင်ပါတယ်။ဇာမလည်းလည်းစိတ်ရှိတယ်ဘလောက်ကြာကြာစာရအောင်ရှင်းပြမှဒီဒီ unit ပေါ့ဒီ unit လူတိုင်းရမရခဲ့မတော်နောက်တစ်ခုမတော်တော့ဒါတော့မပြောင်းဘူး။ဒါဒီစာကိုလူတိုင်းရရမယ်ကောင်းကောင်းမှအာနားလည်ရမယ်အဲ့လိုအဲ့ဒါလေးဒီမှာနောက်ထပ်ဟာနောက်တစ်ခုတွေ့ပါမှာ။ โอเคပါကျေးဇူးပါဆိုတော့မမေအနေနဲ့ကရောဒီတော့တမီးကကျတော့သူကအကယ်ဒမီနဲ့ပတ်သက်ပြီးပြောတာပေါ့နော်မမေအနေနဲ့ကကျတော့မျိုးလူကြီးအနေနဲ့ကြောက်အပ်တာပေါ့နော်ကြောက်ရတဲ့အခါမှာကြာရင်ဒီတောင်းပေါ်ဘောနော်ကိုယ့်ရဲ့အမြင်ပေါ့နော်ဒီကျေးဇူးကြောင့်နဲ့ပတ်သက်ပြီးတော့မှကိုယ့်အကြိုက်ဆုံးတစ်ချက်လောက်ပြပြပေးပါအောင်မဟုတ်ဒီချက်ကျမတော့ဒီဟိုပါပေါ့နော်သူစစချင်း primary 6ကိုစ join တဲ့ချိန်မှာတော့နည်းနည်းလေးတော့ဟိုက worry ရှိတယ်ပေါ့နော်ဒီဒီဒီသူ platform တက်မှာသူအဆင်ပြေပါမလားပေါ့နော်ဒီချက်တော့တုံးတဲ့ဒီ teaching platform နဲ့သူနဲ့အဆင်ပြေမပြီးပေါ့နော်ဒါလေးဆိုဆက်ဆက်ချင်းမှာတော့ကျွန်မ emphasize လုပ်ပြီးတော့စောင့်ကြည့်ဖြစ်တယ်ကျန်သူတို့စပြီး join တဲ့ချိန်ပေါ့နော်ဒီဒီ home room teacher တွေနဲ့စပြီးမိတ်ဆက်တဲ့ချိန်ပေါ့နော်အဲ့ချိန်တွေဆိုရင်ကျွန်မဆက်ဆက်ချင်းမှာအများအားစောင့်ပြီးတော့မှနားထောင်ဖြစ်တယ်ကျန်သူတို့ဟိုပေါ့ဆက်ဆက်ချင်းမှာသူနဲ့ဟိုပေါ့ adaptation ရပါမလားဒါမျိုးလေးတွေပေါ့နော်အဲအဲ့ဒီမှာကပဲပြောမှဒီ home room teacher ကနေပြီးတော့ဥဆောင်ပြောမှသူတို့ကိုတယောက်တစ်ယောက်အဆင်ပြေအောင်ပေါ့နော်အเจ้าရဲ့ဒီ procedure လေးတွေဒီအတန်းမှာရှိရမယ့်ဟာလေးတွေစပြီးရှင်းပြ ဒါအောင်နားထောင်ပြီးကြရအောင်။အကြောင်းကတော့ဒါ systematically ဖြစ်တယ်ပေါ့နော်။ဒါဟိုဟာပေါ့။ဟိုကလေးတိုင်းကိုလည်းအရန်ကိုဟိုဂယုစိုက်တယ်ပေါ့ဒီဆိုရယ်။ပြီးတော့မှဟိုကိုဝင်နေဆိုလဲဝင် join နေချိန်မှာတိတိကျဝင်နိုင်အောင်ပေါ့နော်။မဝင်ဘူးဆိုရင်လည်းချက်ချင်း inform လုပ်တာမျိုးတွေပေါ့နော်။ဒီဆိုဒါလေးတွေပြီးတော့မှသူတို့နဲ့ပတ်သက်တဲ့ every ပေါ့ progress တွေကို report လုပ်တာမျိုးလေးတွေပေါ့နော်။ဒါလေးတွေလည်းကျွန်မအနေနဲ့စစချင်းမှာတော့ဂယုစိုက်လေးစောင့်ကြည့်ဖြစ်တယ်ပေါ့ဒီဆိုရယ်။အဲနောက်ပြီးတော့မှဒီဟို monthly ဟိုပါပေါ့သူတို့ assessment တွေပြီးသွားတဲ့ချိန်မှာဒီ conference တွေလုပ်ပေးတဲ့ဟာကိုလည်းကျွန်မအနေနဲ့ join ဖြစ်ပါတယ်။ဒါလားမှတော့တိတ်မပြတ်ပွက်ဘူးပေါ့နော်ဟိုဟိုကခီးထွက်သွားတဲ့လားဟာပဲလို့ပေါ့။အဲ့ဒီမှာလည်းဒီချိန်တွေက home room ဆိုလည်း home room ဖက်ကသူတို့ ਨੇ ပတ်သက်တဲ့ progress လေးတွေပေါ့နော်ဒီ academic ဆိုလည်း academic နဲ့ပတ်သက်တဲ့ teacher တွေရဲ့တဘာတာချင်းစီမှာကျမတို့တည်တက်နေဆိုတဲ့ဟာလေးပြီးပေါ့ပြောပြတဲ့အတွက်ကြောင့်မို့ကျမတို့အနေနဲ့ပို့ပြီးတော့မှအော်သူတို့ဒီဘယ်နေရာမှာတော့ပို့ပြီးအားနည်းမှုရှိတယ်ဒါလေးတွေတော့ပို့ပြီးတော့မှအားဖြည့်ရမယ်ဆိုတဲ့ဟာလေးတွေလည်းပို့ပြီးတည်လာတယ်ပေါ့နော် နောက်ပြောမှာတချို့ language တွေပေါ့ဟို example ပေါ့ english လိုမျိုးပေါ့เนาะ english လိုမျိုးဆိုရင်တော့ကျွန်မဟိုတချို့မနေ့စောစောစတဲ့အချိန်တွေဆိုရင်ကိုလည်းဟိုပါပေါ့အချိန်ရတယ်ဆိုရင်တော့ဝင် join ဝင် join လဲဆိုတော့ B ကနေပြမှာနားထောင်ဖြစ်ပါတယ်ဆိုတော့အဲ့မှာပဲ teacher ရဲ့ဒါတော်တော်လေးကိုပေါ့เนาะဒါဟို examination တွေတော့တော်တော်လေးကိုကောင်းတာကိုတွေ့ရပါတယ်ဒါကျွန်မအနေနဲ့ကတော့ဒါဆက်ဆက်ချင်းပေါ့တလားတလားလောက်ကလေးอ่ะอ๋อจม้าดิคุณน่ะပြောသလိုပေါ့เนาะဒီ YouTube မှာကန်တယ်ပေါ့ဟောတမီးကလည်း အဲပေါ့ပြ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 ီးတဲ့အချိန်မှာဟာတော်တော်လေးစင်ပြီးနေပေါ့သူ့အနေနဲ့ဘာမှကိုတိတ်ပြီးတော့ဟို extra ယူရတာမျိုးလည်းမရှိဘူးကျမတို့ကသူ့ရဲ့ဒီ academy နဲ့ပတ်သက်ပြီးတော့မှချက်ပြီးတော့ additional ဘာမှကိုစိတ်ပူစရာမလိုဘူးထပ်ပြီး additional class တွေလည်းဘာမှ join စရာမလိုဘူးဆိုတဲ့အချိန်မှာအော်ဒါကျမဒီဟိုပါပေါ့အော်ဒါ teacher 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 စုကြောင်းလေးပေါ့နော်ဒါဒီကျမတို့ဒီသွားဆက်ပြီးတော့မှသွားလို့စင်ပြေတယ်ပေါ့နော်ပြီးတော့မှတိုက်လဲကြိုက်တယ်ပေါ့နော်အဲ့ဒါလေးတွေကို ခံစားမိပါတယ်ဒီချော်အဲနောက်ပိုင်းမှာတော့ဒီ monthly assessment တွေမှာသူရဲ့ progress လေးတွေရောဒီချော်တွေရဲ့ feedback တွေကိုပေါ့နော်ပြန်ယူပြီးတော့မှကျမတို့လှစင်လှစင်ပေါ့နော်ပိုကောင်းအောင်လည်းကျမတို့ အဲတိုင်နေပြီးတော့မှသွားဖြစ်ပါလိမ့်ရှင်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါဟုတ်တယ်တလားတခါကြတော့လဲပေါ့နော်ဘာလို့ဆိုတော့တင်းနေဆရာမရောသူတို့ကိုဂျားတွေကနေပြောမှ home tuition နေနဲ့ဆောက်ရှောက်ပေးရတဲ့ဒီသူတို့ရဲ့အပြောမလို့ဆိုအထွေထွေပေါ့နော်အထွေထွေကိစ္စတွေကိုဆောက်ရှောက်ပေးရတဲ့ဆရာမရော assistant teacher ကရော mate စာသင်ပေးတဲ့ academic ဘိုင်းနဲ့ဆိုင်တဲ့ main teacher ကရောကလေးနဲ့ပတ်သက်ပြီးတော့ report report တွေကိုပေါ့နော်မိဘတွေတေချာပြောပြရတဲ့အဓိကတော့မိဘနဲ့ဆရာနဲ့တောင်းသားနဲ့ရှင်ဘက်ချင်းပို့နေအောင်လို့ပေါ့နော်ပို့ပြီးပွပွလင်းလင်းပို့ပြောပြရအောင်လို့အဲ့ဒါမှလည်းကျမတို့ကကလေးရေလိုတာဘာတွေရှိလဲဘယ်လို မျိုးရှိလဲကျောင်းဘက်ကလည်းကလေးတွေဘက်ကဘယ်လိုမျိုးကလေးတွေရဲ့လှူရှားမှုအတိုင်းကိုဘယ်လိုမျိုးမှတ်တမ်းတင်ထားလဲမိဘတွေဘက်ကလည်းကိုကဂျုံကြီးလို့ထားထားတဲ့အတွက်ကြောင့်ကိုကလေးဘာကြီးလုံးနေလဲဆိုတာလဲသူတို့သိအောင်လို့ကျမတို့ဘက်ကလည်းတည်တည်ချာတင်ပြအဲ့တော့မိဘတွေဘက်ကလည်းကိုရဲ့ချင်းမီယူဆချက်ကိုတင်ပြဆိုချင်းချင်းပို့ဆွေးနွေးပြသွားတာပေါ့နော်ဟုတ်ကျေးဇူးပါအဲ့တော့သမီးလေးရကြတော့ သူကဗောနော်သူက2025 26တုန်းကလည်းအခုဒီမှာဒီနှစ်မှာဆိုရင်အာ strong of the year ဘောလည်းရထားတယ်เนาะမနစ်ကတော့လည်းရခဲ့တယ်เนาะနှစ်နှစ်ကြီးနှစ်နှစ်ကြီးများတော့စတိုက်ရထားတယ်เนาะဆိုတော့အော်ပြီးတော့ဒီနှစ်ကသူက campus ကိုလာဖို့ဟို join ထားတာเนาะနေပြီးတော့ campus ကိုလာဖို့เนาะဆိုတော့ အာတွေ့ကြတာဗောနော်โอเคဆိုတော့အဲ့တော့တောက်လျှောက်တောက်လျှောက်ကိုရသမျှအတန်းတိုင်းတန်းတိုင်းမှာလေလုံးဝ top တွေပဲ top အမှတ်တွေပဲရတယ်အတန်းထဲမှာလည်းမြင်တော်တော်လက်လက်ရှိရဲ့တဲ့အတန်းထဲမှာ तू ကအမြင်နဲ့အာယုံဆိုးဆိုင် အာယုံစူးဆိုင်မှုညော့နေသွားတာမရှိဘဲနဲ့အမြဲတမ်းသူက attention ကိုကောက်ကောက်ပေးနိုင်နေတဲ့အတန်းထဲမှာရှိတဲ့ကလေးတွေထဲမှာပေါ့နော်တကယ် response ကောက်ကောက်ပေးနိုင်နေတဲ့ assignment တွေ project တွေဆိုလည်းအမြဲတမ်းစိတ်ရောလူရောနှိမ့်ပြီးတော့မှအားဆိုင်ပြီးတော့မှဆောင်ရွက်တယ်တဲ့တငယ်ချင်းတွေနဲ့လည်းအမြဲတမ်းခေခေမီမီရှိပြီးတော့မှသူကအရန်ကိုသူ့ရဲ့စကားသုံးလုံးကအရန်ကိုတိတ်မွေ့တယ်တဲ့အာ individual project တွေဆိုလည်းအမြဲတမ်းတည်တည်ချာအားဆိုင်ပြီးလုပ်တယ်ပြီးတော့သူက student council မှာလည်း rock house leader ဖြစ်ပါဝင်ပေါင်ခဲ့သေးရဲ့ဆိုဟာလာသမီး เนาะအဲ့လိုမျိုး extra curricular activities တွေမှာလည်းဆောင်ရွက်ခဲ့တယ်ပြီးတော့ academy အပိုင်းမှာဆိုရင်လည်းအများကြီး top 1 2 3အတွင်းမှာအများကြီးရအောင်ဆောင်ရွက်နိုင်ခဲ့တယ်တဲ့အဲ့ဒီထဲမှာတော့ဟို teacher ဆူကြောင်းမှာပေးတဲ့အကြီးဆုံးအမြင့်ဆုံးဆုထဲမှာတော့ best room of the uh uh ဆူ of the year award ရခဲ့တာတော့အများကြီးဂုဏ်ယူပါတယ်เนาะဆိုတော့ဒီဆုရဖို့ဆိုတာမလွယ်ပါဘူးဒါကဒီចောင်းကနေပြီးတော့မှတကယ်ကိုတော်ပြီးတော့မှဆီယာမရရဲ့ voting ကိုကိုရဲ့တကယ်ဒီ facts အနေနဲ့ကိုရဲ့အမှတ်ပေါ်လဲမူတည်တာဟောပြီးတော့ကိုအတန်းနဲ့မှကိုတငယ်ချင်းနေတဲ့ဘယ်လိုမျိုးပေါင်းတဲ့ဆက်ဆံရေးကိုရဲ့ record personality record record တွေအကုန်လုံးကြည့်တယ်ကြည့်ပြီးတော့မှလုံးဝဘာဘာမှမရှိဘူး bully လောက်ထားတာမရှိဘူးသူနဲ့မှရဖြစ်ထားလဲမရှိဘူးတကယ်တည်တည်ချာချာဆီယာဆီယာမရရဲ့ပေါ်လဲ mutual respect ထားတဲ့တငယ်ချင်းတွေပေါ်လဲထားတယ် ေချာချာစာလဲကြိုးစားတယ်တကယ်ဘတ်စုံတော်မှရတာဆွဲအတွက်ကြောင့်အများကြီးကိုယူပါတယ်အဲ့တော့ဒီစုရတဲ့အတွက်ကြောင့်ရောဘယ်လိုမျိုးမိဘအနေနဲ့ရောဘယ်လိုမျိုးခံစားရလဲမသိဘူးရှင်ဟုတ်ကဲ့တချက်ဟိုဆက်ဆက်ချင်းရတော့လေဒါဒီလိုမျိုးတချက်တို့အကြောင်းကပေါ့နော်ဒါမျိုးတွေပြီးတယ်ဆိုတာလေအစတော့တော့အဝဲမဖြစ်ဘူးတချက်တိတ်ပြီးတော့မှလည်းတတိမထားမိဘူးပေါ့နော်အဲနောက်ကြတော့မှဒီဟိုပါပေါ့ mid term လောက်ပြီးတဲ့ချိန်မှာ teacher တွေရဲ့ဟိုပါပေါ့ကျမတို့ဒီ mid term ဟိုဟာ conference ဖြစ်နေတစ်ခေါက်လောက်တက်လိုက်ပြီးတယ်တက်လိုက်ပြီးတဲ့ခါကျတော့မှအဲအဲ့အဲ့တော့မှကျွန်မအဝဲဖြစ်သွားတာပေါ့နော်။အော်အကြောင်းကတော့ဒီလိုဒီလိုလေးပြီးတယ်ဆိုအော်ကောင်းလိုက်တာပေါ့ဒါဘလိုပဲဖြစ်ဖြစ်လေသူတို့ကိုဟိုဟာဒါ teacher တို့ခက်ကနေပြီးတော့မှဒါဒီဟိုအတိမတ်ပြုတ်တယ်ပေါ့နော်။သူတို့ရဲ့ဒီဟိုဟာလေး performance လေးတွေကိုဆိုတော့ဒါဘလိုပဲဖြစ်ဖြစ် motivation အများကြီးရှိသွားမှာလေ။ကလေးတွေပုံပြီးပါတယ်ပေါ့နော်။ဟဲ့ပေါ့။အဲဒါလေးကကောင်းလိုက်တာပေါ့ဒီ season လေးပေါ့နော်။ဒါလေးကိုလည်းရန်ကိုသဘောကျပါလေ။အဲအစတော့ဟိုရမယ်လို့လည်းမချင်ဘူးပေါ့ဒီစရက်။ အဲသူကသူတို့ဟို academy အရာပေါ့နော်သူရဲ့ result တွေကောင်းနေတယ်ဒါကိုကတလောက်ပဲတည်တာပေါ့နော်တလောက်ပဲတည်တာပေါ့အော်အေးတမီးတို့တန်းမှလည်းတော်တဲ့လူတွေအများကြီးပဲပေါ့အဲတခြားလူတွေရကြရရနိုင်ပါလေဆိုတော့စိတ်မျိုးပဲရှိတာပေါ့နော်ဒီကြတဲ့မဲ့အဲတကယ်တမ်းအဲ့ဒီ primary 6မှာလည်းသူရတယ်ဆိုတာကိုသိလိုက်တဲ့ချိန်မှာတော့တကယ်ကိုဟိုအတိုင်းမသိပေါ့နော်ရန်ဝတ်တာပါတယ်ပြီးတော့မှအရန်လဲဟိုမိဘတယောက်ဖြစ်နေပေါ့နော်အော်သူညာကြတဲ့မှာပေါ့ညအောင်လုပ်နိုင်တဲ့ဟာလည်းတကယ်ဂုဏ်ပါတယ်ပြီးတော့မှ teacher တို့ ဟိုဘောနော်ဒီလိုလေးတွေတိမတ်ပြုတ်ပေးတာကလေဟိုဟောပေါ့ကလေးတွေအတွက်ကိုအရန်ကို motivation ရစီပြီးတော့မှလေတို့အတွက်မှတ်တိုင်လေးတစ်ခုဖြစ်တယ်ပေါ့နော်ဒီပုံမှာလည်းအရန်ကိုဝမ်းသာပါတယ်ဒီဆဲလို့လည်းအရန် ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါဟုတ်အဓိကတော့ဘာလဲဆိုတော့ကျမကိုယ်တိုင်ကလည်းဒီ Australia မှာ Quad Scholarship နဲ့ကြောက်တက်ခဲ့တာဟုတ်ကြောက်တက်ခဲ့တဲ့အခါမှာဒီကိုစူးစားရေစူးစားသလိုမျိုးဟိုမှာလက်ထပ်ပြီးစုရအများကြီးရခဲ့တာပေါ့နော်အဲအဲ့တော့ကိုစူးရခဲ့ကိုကအဲ့လိုမျိုးကိုကိုတက်မိုးထားတဲ့တိုင်ဝမ်မှာနေကိုကပိုစူးစားခြင်းစိတ်ရှိလာတယ်ပေါ့နော်အဲအဲ့လိုမျိုးကိုကိုပို့ပို့ပြီးတော့မှမြင့်မြင့်လာတဲ့စိတ်လေးရတဲ့အခါမှာပေါ့နော်ကိုပြန်ပြီးတော့မှနိုင်ကိုနိုင်ငံကိုပြန်လာပြီးတော့မှကိုနိုင်ငံကလေးအတွက်ဒီပညာရေးကိုဖွင့်တဲ့အခါကျရင်အော်ငါတော်မှပဲဒီလိုမျိုးငါ့ကိုတက်မိုးထားတဲ့တိုင်ဝမ်မှာဆိုငါပိုစူးစား င်တာပဲအဲ့တော့ငါကြောက်မှရှိရင်ငါကလေးတွေကိုလဲပေါ့နော်သူတို့ရေဆိုလဲအများကြီးငါထပ်အများကြီးတော်နိုင်နေအဲ့တော့သူတို့တွေကိုလဲသူတို့တတ်မှုထားပါလားဒီတိုင်းဝိုင်းလေးကသူတို့စူးစမ်းစူးစမ်းတလောက်ငါမှ appreciate လုပ်ခံရပါလားဆိုတော့သူတို့မှာစိတ်ဓာတ်လေးဝင်ရင်ဒီကလေးတွေကပိုးပြီးတော့မှအမြင့်အမြင့်မြင့်ကိုအော်ငါဒီနေရာနဲ့ထိုက်တန်နေငါ့ကိုဟိုတိတိကျကျအလေးပေးကြပါလားငါပိုးပြီးစူးစမ်းရင်ငါ့ကိုပိုးပြီးအလေးပေးခံရမှာလားအဓိကတော့အလေးပေးခံရတယ်ဆိုတဲ့ငါ့ကိုတန်ဖိုးထားတဲ့အတိုင်းဝိုင်းရှိတယ်ဆိုတော့ပေါ့နော်အဲဟိုသူတို့တွေကိုအဲ့လိုမျိုးဒီခံစားစေချင်တာပေါ့နော်ဒီကငါ စ조사ရင်조사တော့ငါမှထိုက်တန်တဲ့အရာကိုရပိုင်ခွင့်ရှိတယ်ဆိုတော့အတိလေးပေါ့နော်အဲအဲ့လိုမျိုးယူရချက်တင်နဲ့ကျောင်းရတော့ပေါ့နော်အဲ့လိုမျိုးစုတွေကလေးတွေရဲ့ဟိုပြောမယ်ဆိုရင်တို့ရဲ့လှူရှားမှုတိုင်းကိုတက်နိုင်သမျှဆီယာမတွေကစိတ်ရောလူရောအချင်းကိုခံပြီးတေချာမှတ်ထားရတယ်ရက်ကော့လုပ်ထားရတယ်စုပေးတယ်ဆိုတာကပေါ့နော်ပြောမယ်ဆိုနိုင်ငံတကာမှာစုပေးတယ်ဆိုတာက ဟိုအလကားတက်တက်တချို့မသိရလူရရပေါ့နော်စုရီပေးဟာစုရီရရှောက်ပေးရလို့ထင်တာပေါ့နော်ဘယ်သူမှတော့စုရီကိုလကားတက်တက်ရှောက်ပေးတာမဟုတ်ဘူးပေါ့နော်တကယ်ဟိုပညာရေးအတိုင်းဝိုင်းကမိဘတွေကြတော့နားလဲတယ်ပေါ့နော်အပြင်နောက်တစ်ခုကကြတော့ဟိုနိုင်ငံတကာမှာနေနေတဲ့လူတွေဆိုလည်းနားလဲတယ်ပေါ့ဘာလို့ဆိုကလေးတယောက်က ဥမာဆိုចောင်းပတ်မှန်တက်ရင်လည်းဒါသူ့ appreciate လောက်ရမယ်။ဒါចောင်းပတ်မှန်တက်တယ်ဆိုတာဒါသူ့ရဲ့သူစူးစမ်းတယ်သူ့ရဲ့ commitment ရှိတယ်ဒါ appreciate လောက်ရမှာ။ကလေးတယောက်ကို appreciate လုပ်ပြီးရဲ့ဆိုတာအော်ငါចောင်းပတ်မှန်တက်တဲ့ငါမှာလုံနိုင်တဲ့ swing လေးရှိပါလား။ဆိုတဲ့ကိုကိုကိုငါလုံနိုင်တယ် I can do it ဆိုရဲ့ sense လေးရှိစေချင်လို့ဆရာမတွေကចောင်းပတ်မှန်တက်လဲဒါចောင်းပတ်မှန်တက်တဲ့ title လေးနဲ့ပတ်သက်ပြီးစုပေးတယ်။အဲ तू က ဟိုတိတိချာချာဝဝပုံစားပေါ်တတက်ကြီးရဲ့နဲ့ចောင်းတက်တယ်ဆိုရင်လေဒါလေးနဲ့ပတ်သက်ပြီးတော့မှတေးစားပြီးအဓိကခလေးရဲ့ဘတ်စုံကိုဆီယမ်မတွေက record လုပ်နေတာပေါ့နော်အပူပေးမန်းနေပေါ့စာတင်တာဆီယမ်မရဲ့အဓိကတောင်းပေးမှန်းနေဒါပေမဲ့ခလေးရဲ့ဒီလိုမျိုး တ်စုံမျိုးတေချာ record လုပ်တယ်ဆိုတာကလည်းဒါသူ့ရဲ့ academic life ကိုလိုက်ရိုက်တာပဲတစ်ခုနဲ့တစ်ခုကဟိုဟိုအခြေဆက်ရှိနေတာပဲဘာဖြစ်လို့လဲဆိုတော့ဒါတွေကစိတ်စိတ်ပေါ့နော်ပြောပြဆိုလူရဲ့ discipline ပေါ့နော် discipline လို့ပုံစံလေးရှိရဆိုတော့အဲ့ဒါကျွန်တော်တို့ကြောင်းကပေါ့နော်တချို့လူတွေဒီမှာတော့ဟာစုတွေအများကြီးပြည့်ရလို့ထင်တယ်တကယ်လို့စုပြည့်တယ်ဆိုတာကကျွန်တော်တို့ကခလေးတွေကို ဘလောက်ဂယူးဆိုင်တယ်ဆိုတာပြတာပေါ့နော်ကလေးတွေကိုဘလောက်ထိကြောင်းကဂယူးဆိုင်လဲဘလောက်ထိကလေးတွေဘာတွေလုံနေလဲဆိုတာကိုကြောင်းကမှတ်ထားလဲပြီးကလေးတွေသူတို့လုံသမျှကကြောင်းကအော်ငါငါဒါလေးလုံတောင်းတောင်းမှကြောင်းကငါ့ကိုတေးချမှတ်ထားပါလားအော်ငါဒီလိုမျိုးဆိုရင်ငါ့ကို appreciate လုပ်ခင်ရပါလားကိုယ့်ကိုတန်ဖိုးထားတဲ့အတိုင်းဝိုင်းလေးရှိပါလားဆိုတဲ့ပေါ့နော်ဟိုပြမယ်ဆိုကလေးတွေကိုဒီလိုမျိုး ဟိုခန်းစားချက်လေးရှိစေချင်လို့ပေါ့နော်တကယ်လို့ကျမတို့ကလေးကထိုက်တန်တယ်ပေါ့နော်။ဒါဆိုနိုင်ငံတကာမှာလည်းနိုင်ငံတကာကတကယ် international school ရဲ့တကယ်အကြောင်းတွေကလည်းဒီလိုမျိုးပုံစံပဲလုပ်နေကြတာပေါ့နော်အဲ့တော့ကျမကိုယ်တိုင်ကလည်း international မှာဒီကနိုင်ငံကြီးမှာကိုကိုယ်တိုင်ကျောင်းသားတက်တဲ့ university မှာလည်းကျောင်းသားတက်တယ်အခုလည်းတက်နေသေးပဲအဲ three is မှာလည်းအဲ့လိုမျိုး practice တွေလုပ်နေတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ကျောင်းမှာလည်းဒီလိုမျိုးကလေးတွေကိုစူးစမ်းစူးစမ်းတလောင်းတည်တည်ချာ appreciate လုပ်ပြီးတော့မှ စုပေးတဲ့အစီအစဉ်လေးတွေလည်းကြောက်မှအများကြီးရှိတာပေါ့နော်။ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်။အဲ့ဆိုနောက်ဆုံးအနေနဲ့ပေါ့နော်။ဒီအမအနေနဲ့ပေါ့နော်။ဒီတီရှပ်စုအကြောင်းကို online ကနေပြီးတော့တချို့မိဘတွေကပေါ့နော် online ရထားတဲ့ခါကျတော့သူစိတ်ကူတာလေးရှိတာပေါ့နော်။အဲအဲ့လိုမျိုး online ကနေထားပဲမိဘတွေအတွက်ကိုပေါ့နော်။အမအနေနဲ့စကားလက်ဆောင်လေးတစ်ခုလောက်ပြောပြပါဦးရှင်။ဟုတ်ကဲ့။ဟုတ်ကဲ့ကျမတို့ဒီပေါ့အာအေဟိုပါပေါ့နော်ကျမတို့ရဲ့အခြေအနေနဲ့ပေါ့နော်ဒီဆိုအဲကိုဗစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒီကလေးရဲ့ပညာရေးကိုပေါ့မိဘတိုင်းကစိတ်ကူကြတယ်ပေါ့နော်အဲ့မှာကျမအနေနဲ့ ဟိုပါပေါ့မိဘတွေကိုဒင်းစကားပေးစင်တာတော့ online ထားတာဒီတချို့ကလည်းစာမတက်ဘူးဆိုပြီးတော့မှထင်ကြီးတွေထင်ကြီးပေးတာမျိုးရှိတယ်ပေါ့နော်ဟာမတက်ပါဘူးပေါ့နော်ဒါကျမအနေနဲ့ကတော့ဒီကျမထားဖို့တည်းကဒီ online တက်တန်းတက်လျှောက်မှဒီကလုံးဝမမှန်ကန်ဘူးအဲ့တော့ကျောင်းရဲ့ခုနပြောသလိုပေါ့ဘယ်လို system နဲ့တွားနေတာလဲပေါ့နော်ဘယ် platform တွေသုံးပြီးတော့တွားနေတယ်လဲဘယ် test border တွေဘယ်လိုတင်နေရလဲပေါ့နော်ဒါလေးတွေကိုဒါလေးတွေလည်းပဲအများကြီးမူတည်ပါလေပြီးတော့မှကိုယ်ကလေးရဲ့တကယ်တေးသေးချာချာစူးစိုက်ပြီးတော့မှ စိတ်ပါဝင်စားမှုပေါ့နော်တည်ယူနိုင်မှုဒါတွေပေါ်မှာမူတည်ပြီးတော့မှဒီ online ဒီ platform တွေပို့ပြီးကျယ်ပြန့်လာတယ်ပေါ့နော်တချို့ဆိုသူများတရားဒီဒီလက်ကြီးမားတဲ့ဘွဲတွေတော့မှဒါ online ကနေလည်းဖြည့်တာတွေဘွဲလုံးနေတယ်ဒီမှာသူကအများကြီးကို advance ဖြစ်လာတယ်ပေါ့နော်ရေအားထက်စာရင်ပို့ကောင်းတဲ့အခွင့်အရေးပေါ့နော်ဒါကျမတို့ရလာတာပဲအဲ့တော့ online နဲ့ပတ်သက်လို့ကျမအနေနဲ့အပြေဝဟိုပါပေါ့နော်အာအပေးပါလေဒါပို့အကြောင်းကြောင်းကြောင်းမလို့ပေါ့နော်သူများလူမြို့ကြီးမှာသွားမထားနိုင်လေဘာမှမဖြစ်ဘူးကျမတို့ဒီ ပေါ့နော်ဒီဟိုဟာပေါ့ဒီချော်တို့ဒီသင်တဲ့အကြောင်းကြီးရဲ့စစ်ဆန်ပေါ့နော်ဒါလေးနဲ့ပြီးတော့ discipline ပေါ့နော်ပြောမှခုနပြောသလိုပေါ့ဆရာဆရာမတွေနဲ့ပဲသက်ဆိုင်နေပြောမှအကြောင်းကြီးကျောင်းသားတွေရဲ့ဟိုဟာပေါ့စိတ်ပါဝင်စားမှုစူးစမ်းအောင်ထုတ်မှုနဲ့လည်းသက်ဆိုင်ပါလို့ပဲပြောချင်ပါအဲကျွန်မတော့ဒီ online ထားလာတဲ့အတွေ့အကြုံမှာပေါ့နော်ဒါဘာမှတိတ်ပြီးတော့မှဟိုပြဿနာထွေးရတူမရှိခဲ့ဘူးပေါ့နော်ပြောမှသမီးကလည်းဒီလိုဟိုဟာပေါ့သူချုံတဲ့ဒီ result တွေရခဲ့တဲ့အတွက်ကြောင့်မလို့ဒီ online ကိုစိတ်ထားလက်ထားပေါ့မိဘအနေနဲ့ ထားလို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုလည်းဒီမှာပါသင်ပါလို့ဆိုဟုတ်ကဲ့ပါဟုတ်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ဟုတ်တယ် online ကကြတော့အခုဒီခေတ်မှာကြတော့ဘယ်လိုပြောရမလဲဆိုတော့ဟိုဟိုပြောမယ်ဆိုရင် ဟိုအတူရှင်တွဲနေထိုင်ရမယ့် platform နဲ့မှာပါသွားပြီပေါ့နော်ဆိုတော့ပေါ့ဒီကျမတို့ဆိုလဲကို outpost တက်နေရမယ်ဟို campus သွားတက်တဲ့အချိန်သွားတက်တာရှိသလိုမျိုးခါကြရင်ကိုနိုင်ငံပြန်လာတဲ့ခါကြရင် online ကနေလှမ်းပြီးတော့လောက်ရတဲ့ဟာရှိတယ်သွားလိုက်ပြန်လိုက်ပဲပေါ့နော်သွားလိုက်ပြန်ဒါပေမဲ့ online ကနေပြီးတော့ဒီလိုမျိုးတကယ်ကမ္ဘာ top university ရေလဲ online ကနေဆက်ပြီးတော့လောက်လောက်ရတာရှိတာပဲပေါ့နော်ဆိုတော့ပြီးရင်ဒီ campus လာစီရရှိရလာတဲ့ campus မှာ lecture သွားတက်စီရရှိရ seminar သွားတက်စီရရှိရသွားတက်တယ်ပြီးရင်ချိုးချိန်ဒီမှာ online ကနေလှမ်းတက်တယ်အဲအဲ့လိုမျိုးပဲပေါ့နော်ဒီလိုမျိုး flexible ဖြစ်အောင်လုပ်ပေးထားတာပေါ့နော်ဆိုတော့ဒီလိုမျိုး top university ကစားဒီလိုမျိုး online နေလို့ ပ်လာဆိုတဲ့အတွက်ကြောင့်ဒီဟာကတော့ online ရဲ့ဟိုအခန့်ကဏ္ဍတော့မိမိတို့မှမဟုတ်ဘူးဘာလို့ဆိုတော့ဒီဟာကိုလူနေတဲ့ចောင်းသားចောင်းသူတွေအာအခြားဒီဟိုမြို့နယ်တွေကရှိနေသေးရဆိုတဲ့အတွက်ကြောင့်လေနော်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်အဲ့ဆိုနော်ဟုတ်ကဲ့ပါတမီးရောလေတမီးရောလေကျေးဇူး